အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ EOU Channel လေးမှာကြိုဆိုလိုက်ပါရရှင်ညီမဒီနေ့တင်ဆက်ဖပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဘာသာရေးလေးမျိုးထဲမှာမှဗုဒ္ဓဘာသာဖြစ်ပေါ်လာပုံအကြောင်းလေးကိုဘဝတုဒ္ဒရပွဲတင်ဆက်ဖပြပေးခြင်းတာပဲဖြစ်ပါရရှင်ထေရဝါဒဗုဒ္ဓဘာသာထေရဝါဒဆိုတဲ့စကားလုံးဖြစ်ပေါ်လာသည့်တမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ဗုဒ္ဓမြတ်စွာဘရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတရာကျော်ရင်ပြုလုပ်သောဒုတိယတန်ခါယနာတင်ပွဲမှာစတင်သုံးဆွဲခဲ့သည်ဟုသမိုင်းမှတ်တမ်းများအရာသိရပါသည်ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ပြုပြီးနှစ်ပေါင်းတရာကျော်ရင်ဗုဒ္ဓဟောကြားခဲ့သည့်ဓမ္မနှင့်ဝိနည်းပေါ်တွင်မိမိတို့စိတ်ကြိုက်ဖြည့်ဆွတ်ခြင်းသုံးလို့သောယဟန်များပေါ်ပေါက်လာခဲ့ပါသည်ထို့ကဲ့သို့ပေါ်ပေါက်လာမှုကိုအကြောင်းပြု၍ဗုဒ္ဓ၏အဆုံးအမကို တသွေမသိမ့်လိုက်နာကျင့်ကြံလို့သည့်မထေကြီးများ၏အလိုအနည်းအညီအတီးပြူလိုက်သည့်အယူအဆကိုထေရဝါဒဟုစတင်ခေါ်ခဲ့ကြပါသည်ထေရဆိုသည်မှာယဟန်သက်ဆေဝါရရှိပြီးသောမထေကိုဆိုလိုပြီးဝါဒဆိုသည်မှာခံယူချက်ကိုဆိုလိုပါသည်ထို့ကြောင့်ထေရဝါဒကိုစီလိုအောင်ဘာသာပြန်ရရင်ယဟန်သက်ဆေဝါနှင့်အထက်ရှိသောမထေကြီးများ၏ခံယူချက်ဟုအဓိပ္ပာယ်ရပါသည် ဟာတက်ဂရိတ်68ခုကဆုံလာပြီးတောက်ကြနေ BC 988ကဒီကဘာကြီးမှာဗုဒ္ဓယတနာပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်မဟာတက်ဂရိတ်103ခုဝါဆိုလာပြီးစနေနေ့ BC 988မှာဓမ္မယတနာစတင်ခဲ့တယ်လို့မဟာတက်ဂရိတ်103ခုဝါဆိုလာပြီးကျော်2ရက်တလင်းလာနေ့ BC 988ခုမှာတန်ခါယတနာစတင်ပေါ်ပေါက်ခဲ့ပါတယ်မြတ်ဗုဒ္ဓသည်ဖျားဖြစ်နှင့်45နှစ်နေပြီးမဟာတက်ဂရိတ်148ခုကဆုံလာပြီးအင်္ဂါနေ့ BC 943မှာပြိဋိဘံဆံလွန်တော်မူပါတယ်။ဗုဒ္ဓအဖြစ်45နှစ်အတွင်းတာဝန်ကြီးနေရက်ကိုတနေ့လင်း22နာရီမိနစ်20ခန့်မြအနေမအားညာမအားလူသားတတော်တော်တို့ဤကောင်းကျိုးကိုမျှော်ကိုးရထမ်းဆောင်တော်မူခဲ့ပါတယ်။ ထိုတာဝန်ကြီးနေရမှာ၁ဓမ္မကို ဟောပြောခြင်းဖြေဆိုခြင်း၂တန်ခါအဖွဲ့အစည်းကိုထူထောင်ခြင်းတို့ဖြစ်ပါတယ်။ဟောပြသည့်ဓမ္မအတိုင်းလက်တွေ့လိုက်နာကျင့်သုံးသူများကိုဗုဒ္ဓဘာသာဝင် လို့ခေါ်ဆိုပါတယ်။ဗုဒ္ဓဘာသာဝင်တူဦးဖြစ်ရန်အတွက်ကြက်ပြက်သောဥပဒေများမရှိပါ။ဖျားကိုကိုးကွယ်ရာဟု၏စီကတ်ခြင်းတရားကိုကိုးကွယ်ရာဟု၏စီကတ်ခြင်းတန်ခါကိုကိုးကွယ်ရာဟု၏စီကတ်ခြင်းဟုသောတရဏဂုံသုံးပါးကိုလက်ခံလိုက်နေဗုဒ္ဓဘာသာဝင်အဖြစ်ရောက်ရှိပါတယ်။ထေရဝါဒဗုဒ္ဓဘာသာဆိုတာဘာလဲ။ ထေရဝါဒနှင့်မဟာယနဟွေယနေ့ကဘာတွင်ဗုဒ္ဓဘာသာဆိုင်ရာအဓိကဂိုင်းနှဂိုင်းရှိပါတယ်။ရှေးလွန်လွန်ပြီးသောအချိန်ကမူအခြားသောဂိုင်းများလည်းအများအပြားရှိခဲ့ကြပါတယ်။ထို့သော ထိုဂိုင်းနှဂိုင်းသည်သာလျှင်အိန္ဒိယနိုင်ငံပြည်မှရှိအဆက်အနွယ်များထိအောင် လက်ဆင့်ကမ်းပြန့်နှံ့ခြင်းဖြင့်ယနေ့ခေတ်ကာလထိအောင် ရှင်သန်လာပါတယ်။မဟာယနသည်အဓိကအားဖြင့်အိန္ဒိယမြောက်ပိုင်းတရုတ် တိဘက်ဂျပန်မွန်ဂိုလီးယားကိုရီးယားနှင့်ဗီယက်နမ်နိုင်ငံများတွင်ပြည်내ချင်းဖြင့်ရှင်တန်ခဲ့သည်ထီယဝါရသည်ပင်မအားဖြင့်အိန္ဒိယတောင်ပိုင်းနှင့်အရှေ့ပိုင်းတီရီလင်ကာမြန်မာထိုင်းကမ္ဘောဒီးယားနှင့်လာအိုတို့တွင်ရှင်တန်ခဲ့ပါသည်ထိုအကြောင်းကြောင့်ပင်မဟာယန္နကိုရပ်ဘက်ရခါမြောက်ပိုင်းတိုင်းဟုနှုဆိုကြပြီးထီယဝါရကိုတိုင်မောင်းတိုင်းဟုနှုဆိုတတ်ကြပါသည်ထိုတိုင်းနှစ်ခုတွင်တည်တာထင်ရှားသောကွဲလဲချက်များရှိတော်လဲ တစ္ဆာလေးပါမကင်ရှိပါကမ္မဝါဒပလိစသမုပ္ပါအစရှိသော အခြေခံတရားမြမမှုဂိုင်းနှစ်ခုစလုံးတွင်ထပ်တူတူညီကြသည့်အချက်ကိုမူအလေးထားမှတ်ယူသင့်သည်မှာအရေးပါပေသည်ဂိုင်းနှစ်ခု၏အဓိကမတူညီမှုမှာတူညီသောဥစားပေးမှုများနှင့်တမိုင်းဆိုင်ရာဖြစ်တွင်းမှုများဖြစ်ပေသည်ဗုဒ္ဓမြတ်စွာ၏အဆုံးအမကိုလိုက်နာခြင်းဖြင့်လွတ်မြောက်ငြိမ်းအေးနိဗ္ဗာန်တရားမြတ်ကိုမျက်မှောက်ပြု၍နောက်ဆုံးအန္တိမပန်းတိုင်ကအတူတူပင်ဖြစ်သည် ေရဝါရဟုသောအတုံးလုံးသည်တက်ကြီးဝါကြီးပုံပုံများထေရလျှောက်တော်လန်းဟုသောတရားအလိုရအထိပ္ပယ်ရပြီသည်ထေရဝါရကိုင်းသည်ဗုဒ္ဓ၏အဆုံးအမများကိုမူလအတိုင်းမှတ်တမ်းတင်ထိမ့်သိမ်းထားသောပါဠိတိပိတကပိတကသုံးပုံအတိုင်းအစဉ်တစိုက်လက်ခံပါတယ်ထေရဝါရကိုင်း၏အလေးထားမှုမှာဗုဒ္ဓ၏အဆုံးအမများကိုစစ်မှန်သောမူလအချင်း၏အတိုင်းထိမ့်သိမ်းခြင်းနှင့်အနာဂတ်မျိုးဆက်အလက်ဆင့်အစဉ်စဉ်ကမ်းခြင်းဖြစ်ပါတယ်ဗုဒ္ဓ၏အဆုံးအမများဟုဆိုရရင်လူပုဂ္ဂိုလ်များလူမြောက်ရ ာကိုမြို့သူရှောက်ဖွေရမည်ကိုညွန်ပြနိုင်စံအပြေအဝရှိသောလူမြောက်ရေးအစုံအမလမ်းညွှန်မှုများဟုယူဆရပေမည်ထိုအကြောင်းကြောင့်ကြောင့်ပင်အစုံအမများ၏စွမ်းရည်ပြေဝထူရောက်မှုကိုခေအဆက်ဆက်အမြင့်ဆုံးရှိမည်ရှိနေစေရန်အလုံးကဗုဒ္ဓ၏အစုံအမများကိုမူလအတိုင်းချိုးချိုးပန်းပန်းထိန်းသိမ်းကြခြင်းဖြစ်ပေသည် အဆုံးမများကိုမူလပုံစံမှပြင်ဆင်လိုက်လျင်သို့မဟုတ်တနည်းနည်းဖြင့်ပြောင်းလဲလိုက်လျင်ထိရောက်မှုသည်ချိန်ညှိမျှရောပါသွားပွဲရှိပေသည်ထေရဝါဒထုံနှံအရာပါဠိတိပိတက၌မပါရှိပဲတတ်တတ်ထိန်ထိန်ထားသောသို့မဟုတ်ဟောကြားခဲ့သောဗုဒ္ဓ၏အဆုံးမများရှိသည်ဆိုလိုသည်မှာတိပိတကတွင် မှတ်တမ်းတင်ခဲ့ခြင်းမရှိပဲတဆုံးတရားသောပုဂ္ဂိုလ်ဟောကြားခဲ့သောနန်းနည်းသည့်တရားတော်ဟူသောခိုင်ယူချက်ကိုလည်းပြစ်ပေးပါသည်ထို့ကြောင့်ပင်လေဗုဒ္ဓပရိနိဗ္ဗာန်ပြုတော်မူပြီးနောက်နှစ်ပေါင်း900ခန့်ကြာမှစတင် င်ပေါ်ထွန်းလာသောမဟာယနတုတ်တံများကိုထေရဝါဒတာစစ်မှန်သည်ဟုလက်မခံကြပါဗုဒ္ဓအဆုံးမများကိုအဓိကထိမ့်နှိမ့်နေသူများမှာတန်ဃာဟုခြုံငုံခေါ်ဝေါ်သောယဟန်တော်များပင်ဖြစ်ပါသည်ထေရဝါဒတန်ဃာတို့သည်ဗုဒ္ဓကတတ်မှတ်တော်မူခဲ့သောဝိနည်းယပိဋကတွင်မှတ်တမ်းတင်ထားသည့်ယဟန်ဆိုင်ရာကျင့်ဝတ်တို့ကိုအစဉ်တစိုက် လိုက်နာကျင့်သုံးကြသည် ထိုယဟန်ဆိုင်ရာခြေဝင်များသည့်ဗုဒ္ဓ၏ဆုံးမများကိုကောင်းစွာတည်တံ့စေရေးအတွက်မရှိမဖြစ်ဖြစ်သည်ဟုထေရဝါဒတန်ခါတော်များကလက်ခံကြပါသည်။လိုက်နာကျင့်သုံးရမည့်စီကံ၅မျိုး ဗုဒ္ဓဘာသာဝင်တဦးအတွက်လိုင်းနာကျင့်သုံးမှုအစည်းကမ်း၅မျိုးရှိပါတယ်။တက်ရှိလူသားတရိษံတို့ရဲ့အသက်ကိုတက်ခြင်းမှရှောင်ကျင်ရခြင်း၊သူတစ်ပါးဖြစ်စည်းကိုခိုးယူလူရဲ့ခြင်းမှရှောင်ကျင်ရခြင်း၊ကာမကုံဖောက်ပြန်မှု၊အိမ်တော်ရေးဖောက်ပြန်မှုမှရှောင်ကျင်ရခြင်း၊မဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကျင်ရခြင်း၊မူရည်စေဝါ30ခြင်းရောင်းဝယ်ခြင်းမှရှောင်ကျင်ရခြင်းစသည့်အစည်းကမ်း၅မျိုးကိုကြည်လင်မြတ်ဗုဒ္ဓသည်လူသားတို့၏အသက်အိုးအိမ်စီးစိမ်ချမ်းသာလုံခြုံရန်အိမ်တော်ရေးတာယာစေရန်ဒီကဘာကြီးမှ ှတစ္ဆာတရားထွန်းကားရန်လူသားတို့၏ညံ့ရီအဆင့်တန်းမှီရန်အရေးကိုမျှော်တွေးကာအထက်ပါစည်းကမ်း၅ချက်ကိုချမှတ်ခဲ့ပါရယ်လူသားများသည် အပျော်ကျူးခြင်းအလိုရမက်ကြီးခြင်းကြောက်စိတ်များခြင်းတို့ကြောင့်မိမိတို့ဘဝအတွက်အားကိုးရာတွေကိုစိတ်ကူးပုံဖော်ပြီးယုံကြည်ကိုးကွယ်တတ်ကြပါရယ်စိတ်တစအတွေးတွေကိုပုံဖော်ပြီးယုံကြည်ကိုးကွယ်လက်ခံနေသည်ကိုမြတ်ဗုဒ္ဓကနှစ်သက်တော်မမူပေထို့ကြောင့်ဗုဒ္ဓဘာသာဝင်မြတ်လင်းအထင်ဆွဲအာယုံကိုးကွယ်မှုမျိုးစုံကိုဆွံ့လို့ရသည် အတွေးဆွဲအလီလီယုံကြည်မှုအရရက်ကိုလည်းပ ေးစွန့်ကြရမည်ထေရဝါဒဗုဒ္ဓဘာသာမူ9ရက်မှာထေရဝါဒဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက်ဥပဒေတမူကြီး9ရက်ကိုစံပြုတ်သတ်မှတ်ထားခဲ့ပါတယ်။ယုံကြည်မှုတရားတရားရှိရမယ်။စောင့်ထိန်မှုသီလရှိရမယ်။ကောတုဟလမင်္ဂလာကိုမယုံကြည်ရ၊ကံတရားကိုယုံကြည်သူဖြစ်ရမည်။သန္တနာတော်ပင်မ၌ကိုးကွယ်မှုမရှာမီရဆိုသောထေရဝါဒဗုဒ္ဓဘာသာဝင်တို့အတွက်မူကြီး9ရက်ကိုအင်ကုန်တရနီကေမှာခြားပြတော်မူခဲ့ပါတယ်။ နံပါတ်1ယုံကြည်မှုတရားတရားရှိရမည်ဆိုဒီမှာဖရာတရားတန်ခါရတနာ၃ပါးတို့၌ဖရာစစ်ဖရာမှန်တရားစစ်တရားမှန်တန်ခါစစ်တန်ခါမှန်ဖြစ်ကြောင်းယုံကြည်လက်ခံတဲ့စိတ်ရှိရမည်လို့ဆိုလိုပါတယ်2ဆောင်ထိန်မှုတီလာရှိရမည်ဆိုလိုဒီမှာဝါရိတတီလာလို့ခေါ်တဲ့၅ပါး၈ပါးတီလာနဲ့ဇာရိတတီလာလို့ခေါ်တဲ့လင်းချစ်ဝင်မရချင်းဝင်ဆရာချင်းဝင်တပြည့်ချင်းဝင်မိဘချင်းဝင်တာသမီချင်းဝင်အထက်လူကြီးချင်းဝင် အောက်လက်ငယ်သားချင်းဝင်စသည့်ချင်းဝင်တီလာများနှင့်ပြည့် ဆုံးရပြီ။၃ကောတုဟလာမင်္ဂလာကိုမယုံကြည်ရဆိုလိုသည်မှာအချို့သောလူများသည်အိမ်မြောင်ဆုပ်ထိုးရင်လက်ကောင်းတယ်ကြီးကဲလာနာရင်နှမိတ်မကောင်းဘူးဆိုတဲ့ကောတုဟလာမင်္ဂလာကိုယုံကြည်လက်ခံခြင်းသည်မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင်ရရစာပြတရာချီးကန်းလာခြင်းအိမ်မြောင်ဆုတ်ထိုးခြင်းနေချက်လာချက်ခြင်းစသည့်ကောင်းကျိုးဆိုးကျိုးရှိသူများကိုလက်မခံရန်နံပါတ်၄ကံတရားကိုယုံကြည်သူဖြစ်ရမည်ဆိုလိုသည်မှာအကျင့်မျိုးစေ့ကိုစိုက်ပျိုး၏ထိုးအပင်ကိုသာလင်ရိတ်သိမ်းရ၏ဆိုတဲ့ဗုဒ္ဓဤဒေသနာတော်အတိုင်းကောင်းကံလုံရင်ကောင်းကျိုးခံစားရမကောင်းကံလုံရင်မကောင်းကျိုးခံစားရမယ်ဆိုတဲ့သဘောတရားကိုယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါတယ်နံပါတ်၅တသနာတော်အပြင်ပ၌ကိုးကွယ်မှုမရှာမီရဆိုလိုသည်မှာလူ ူများဟာပျော်ကျူးခြင်း၊အလိုကြီးခြင်း၊ကြောက်စိတ်များခြင်း၊စိုးရိမ်စိတ်များခြင်းတွေကြောင့်သာသနာတော်ဤပြမဖြစ်သော နတ်ကိုကိုွယ်ခြင်းဘိုးတော်မဲတော်ကိုကိုွယ်ခြင်းအင်းအိုင်လက်ဖွဲ့ဘေးရင်မှန်တွေကိုအားထားယုံကြည်ခြင်းစသောသာသနာတော်ပြမကိုကိုွယ်ရာများကိုမရှာမိရပါထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ဖို့အတွက်ထေရဝါဒဗုဒ္ဓဘာသာမူ၅ချက်ကိုဥထိပ်ပန်းခြင်း၍ဗုဒ္ဓဝါဒသဘောတရားဖြစ်သောစင်ရဲ့ခြင်းမှချမ်းသာခြင်းတို့မကောင်းမှုမှကောင်းမှုတို့အမှောင်မှအလင်းတို့မတိမှုမှတိမှုတို့ဒုက္ခအတွင်မှဒုက္ခလွတ်မြောက်ရာသို့ရအောင်အတိအကျင့်ဗတ်စုံမြင့်၍ထေရဝါဒဗုဒ္ဓဘာသာဝင်ဖြစ်အောင်ကြိုးစားကြပါစို့တဲ့ မြန်မာနိုင်ငံရှိထေရဝါဒဗုဒ္ဓဘာသာဂိုင်းကြီးကိုဂိုင်းနံပါတ်1သုဒ္ဓမာဂိုင်း2ရွှေကျင်ဂိုင်း3ဓမ္မနုဒ္ဓမာမဟာဒွာရဏိကာရဂိုင်း4ဓမ္မဝိနည်းနုလောမမူလဒွာရဂိုင်း9အနောက်ချောင်းဒါရဂိုင်း6ဝေလူဝန်နိကာရဂိုင်း9စတုဘုံမိကမဟာတတိပဒံငှက်တွင်ဂိုင်း10ကနဝိမုတ်ဂရုဂိုင်း9ဓမ္မယုတ်တိနိကာရမဟာယင်ဂိုင်း10 葡萄牙的阿特曼已经。 ဗုဒ္ဓဘာသာတို့အတွက်တည်တင်ထိတိုက်တဲ့ဗုဒ္ဓဝင်အကျဉ်းသို့မဟုတ်ဗုဒ္ဓဘာသာအကြောင်းဒီကောင်းစရာအကျဉ်းလေးပါတိလူသူများအတွက်ရည်ရွယ်ကရေးသားပူဇော်လိုက်ရပါသည်တဲ့ဖះအလောင်းတော်သည်624 BC တွင်ဝါဇူလာပြည်အကြတာပရိနေတွင်မေရောမာယာဝန်းကြားတိုက်တွင်တည်ယူပါသည်ဖះအလောင်းသည်623 BC ကဆုံလာပြည်တောက်ကြနေတွင်နိဘောနိုင်ငံ လုံမဏီဥယျာဉ်၌မေရောမာယာဒေဝီခမီးတော်တုတ်တော်သနမင်းကြီးတို့မှမွေးဖွားခဲ့ပါသည်ဖះအလောင်းနာမည်မှာတိဋ္ဌိတဖြစ်ပါသည်16 ှစ်မှ29နှစ်အထိနန်းစီစိန်ကိုခန်းစားပါတယ် BC 964ဝါဆိုလားပြည်တနင်္လာနေ့တွင်အိယာတီထောင်လူပောင်ခွာကတောထွက်တော်မူပါတယ်တတ်တော်29နှစ်အရွယ်ဖြစ်ပါသည်29နှစ်မှ35နှစ်အထိဒုက္ခစရိယာပင်ပန်းတော်အကျင့်ကျင့်ခဲ့ရပါတယ် BC 988ကဆုံလားပြည်ပုံထူးနေ့မှာတပည့်ညူတညံတော်ကိုရရှိတော်မူပါတယ်တတ်တော်35နှစ်အရွယ်ဖြစ်ပါတယ်၎င်း BC 988ဝါဆိုလားပြည်စနေနေ့တွင်ပထမဦးဆုံးသောဓမ္မဆ က်ကြာတုတ်တော်ကိုဗိုင်းအနတိမျိုးအနီမိဂရာဝုန်တော်မှာဟောတော်မူပါတယ်။ဗုဒ္ဓဂါယနှင့် မိဂရာဝုန်တော်သည်ဆက်ရှိယူဇနာမိုင်အားဖြင့်144မိုင်သာဝေးပါတယ်။ ဓမ္မစကြာတရားပွဲမှာလူသားအနေနဲ့ပြင်ဆောက်ဝဲကင်ကဥဒါပါဝင်ပါတယ်။၎င်းတရားပွဲမှာအရှင်ကောညာနာသည်အာယုံမတက်မီသောတာပန်တည်ပါတယ်။နောက်ဆက်လက်ပြီးဘုရားရှင်ကအနတ္တလက္ခဏာတို့ကိုဟောတော်အခါပြင်ဆောက်ဝဲကင်ယဟန်တော်ငါဥစလုံးယဟန်နာဖြစ်တော်မူကြပါတယ်။ PC 988တွင်ဘုရားရှင်သည်ပထမဦးဆုံးသာသနာပြုခရီးစဉ်ကိုစတင်ခဲ့ပါတယ်။ PC 943ကဆုံလားပြည့်အင်္ဂါနေ့တွင်ဘုရားရှင်သက်တော်80ဝါတော်45တွင်ကုတိနာယုံအင်ဂျင်တော်၌ပြိဋိနိဗ္ဗာန်ပြုတော်မူပါတယ်။ ယ်။ကစုံလားစုံ၅ရက်တနင်္ဂနွေနေ့တွေအလောင်းတော်ကိုမီးပူစောပါတယ်။ပထမသင်္ဃာယနာဖျားရှင်တတ်တော်35မှာ80အတွင်းဝါတော်အနေအပြင်45 45ဝါအတွင်းဟောကြားခဲ့သောပိဋကတ်တော်များကိုတစုတဝေးတဲ့စီစဉ်မှုရန်ဖျားရှင်ပရိနိဗ္ဗာန်ပြုပြီးတလားအကြာ BC 543မှာပထမဆုံးသင်္ဃာယနာကိုရစကြုံမြို့တတိယ တတပန်နီလိုက်ကုန်၌ပိတကတ်တော်များကိုစုပေါင်းရုပ်ဆိုခြင်းဟူသောသင်္ဃာယနာတင်ကြပါသည်ပထမသင်္ဃာယနာတင်ပွဲမှာဥဆောင်စီရတော်သည် အရှင်မဟာကတ္တပါဖြစ်၍အရှင်ဥပါလိမထေကဝီနီအရာတောင်းဝင်ယူ၍အရှင်အာနန္ဒာကတုတ်တန်အရာ တောင်းဝင်ယူပါသည်အဖွဲ့ဝင်တန်ဃာတော်900ဖြစ်ပါသည်ဝါကုံလားဆောင်9ရက်နေ့ကစတင်ခြင်းမှရာ9လကြာပါသည်အထောက်ပံ့တကားတော်သည်အစာရသက်မင်းဖြစ်ပါသည် ဗုဒ္ဓပြိနေဝံပြုပြီးပထမသင်္ကာယနာတင်ချိန်ကစတင်၍အင်္ဂလိပ်လို BE3 ကဗုဒ္ဓသာသနာတော်နှစ်ကိုစတင်ရွေတက်ပါတယ်။သင်္ကာယနာဟူသည်စုပေါင်းညှို့ဆိုခြင်းဟုအဓိပ္ပာယ်ရပါတယ်။ဖျားရှင်ဟောကြားခဲ့သောပိဋကတ်တော်တို့ကိုအရှင်မဟာကတ္တပါစသောမထေရဆက်ဆက်တို့ကဆက်ကဆက်ကစာယူထိမ့်သိမ့်ခဲ့တဲ့အစဉ်လာကိုအစွဲပြု၍ထေရီကနောင်မထေအစဉ်အဆက်တို့ထိမ့်သိမ့်ခဲ့သောဗုဒ္ဓအယူဝါဒအနည်းအဖျင်ထေရဝါဒသာသနာအဖြစ်အမည်တင်ခဲ့ပါသည်။ ဒုတိယတန်ခါယနာ BC 443 BE တရာသာသနာနှစ်တရာအယောင်မှာဝီတာလီမျိုးဝါလူကာယုံเจ้าမှာဒုတိယတန်ခါယနာတင်ပါတယ်။ဥဆောင်စီရတော်သည့်အရှင်ရတဖြစ်ပါသည်။အရှင်သဗ္ဗမိမထေရနှင့်အရှင်ယေဝတ္တမထေရကအဓိကတောင်းယူကပိဋကတ်တော်များကိုရွတ်ဆိုကြပါတယ်။အဖွဲ့ဝင်တန်ခါတော်900ဖြစ်ပါတယ်။ရှီလာကြမြင်ပါတယ်။အထောက်ပံ့မေးသောတကားသည် ကာလာတော့ကမင်းဖြစ်ပါတယ်။တတိယတန်ခါယနာ BC 249 BE 300သာသနာနှစ်300အယောင်မှာ ပါဠိပုံမျိုးတော်အာတောကယုံကျောင်း၌ ဤတတိယတန်ခါရနာတင်ပါတယ်။ဥထောင်ဆရာတော်မှာအရှင်မဟာမောဂလိပုတ္တတိတ်တာမထေဖြစ်၍အရှင်မဟာကတ္တပမထေနှင့်ကောညာနာဤသားဖြစ်သော အရှင်ယတမထေတို့ကအဓိကတာဝန်ယူဆောင်ရွက်ပါတယ်။အဖွဲ့ဝင်တန်ခါတော်ဤအတွက်မှာတထောင်ဖြစ်ပါတယ်။ဤတန်ခါရနာတင်ပွဲ၌ဝိညာဉ်ရေးရာများကိုအဓိကထားကဆွေးနွေးခြင်းပြုလုပ်ကြပါသည်။အထောက်အပံ့မင်းမှာအတောကမင်းကြီးဖြစ်ပါတယ်။ဤတတိယတန်ခါရနာသည်ကိုးလာကြပါတယ်။တတိယတန်ခါရနာတင်ပြီးချိန်ကစားပြီးကိုတိုင်ကိုဌာနတို့တို့အရှင် ဟာမောဂလိပௌဒ္ဓတိတ်တမထေနှင့်အာတောဂမင်းကြီးတို့တာဝန်ယူကာသာသနာပြုဆေးလွှတ်တော်မူပါရယ်ကိုတိုင်ကိုဌာနနှင့်သာသနာပြုမထေများမှာ တကန်ဒီယာနဲ့ကန်နိုင်ယာအရက်အရှင်မြင့်ဆန်လီကမထေဥဆောင်ငါကြွပါတယ်နှစ်မဟိတကအရက်အရှင်မဟာဒီဝမထေဥဆောင်ငါကြွပါတယ်သုံးဝဏဝါပီရက်အရှင်ရခိတမထေဥဆောင်ငါကြွပါတယ်လေးအပါရန္ဒာအရက်အရှင်ယောနကဓမ္မရခိတမထေဥဆောင်ငါကြွပါတယ်နံပါတ်၅မဟာရထအရက်အရှင်မဟာဓမ္မရခိတမထေဥဆောင်ငါကြွပါတယ်နံပါတ်၆ယောနကအရက်အရှင်မဟာရခိတမထေဥဆောင်ငါကြွပါတယ်နံပါတ် က်ခွန်ဟိမဝနာအယက်အရှင်မြင်းစီမမထေဥဆောင်ငါကြွပါရယ်ရှေ့တဝနာဘူမီအယက်အရှင်သောနာမထေနှင့်အရှင်ဥဒ္ဓရမထေတို့ဥဆောင်ငါကြွပါရယ်ကိုတမ္မပဏိတိဟိုအယက်အရှင် မဟိန်းနီမထေဥဆောင်ကကြွားပါရယ်စတုဒ္ဒသင်္ဃာယနာ BC 64 BE 450သာသနာတော်တက်ဂရိ450အရောက်တွင်တီဟိုမလာယစနပုတ်အာလောကလိုက်တွင်စတုဒ္ဒသင်္ဃာယနာတင်ပါရယ်ဥဆောင်ဆရာတော်မှာမဟာဓမ္မရခိတမထေဖြစ်၍အဖွဲ့ဝင်ဆရာတော်အရေးအတွက်ဒီ900ဖြစ်ပါရယ်တနည်းအချိန်ယူကသင်္ဃာယနာတင်ခဲ့ကြပါရယ်အထောက်ပံ့ပေးသောတက္ကသီဝါလူကမဏိပင်ဖြစ်ပါရယ်ဤစတုဒ္ဒသင်္ဃာယနာတွင်ပိဋကတ်တော်များကိုပေရွက်တဲ့အခရာရေးခြင်းဖြင့်သင်္ဃာယနာ ာတင်ခဲ့ကြပါတယ်နိုင်ငံများနှင့်ဗုဒ္ဓသာသနာရရှိပုံမြန်မာနိုင်ငံမှာတက်ဆန်ဂျူရီ AD တွင်ဗုဒ္ဓသာသနာစတင်ရောက်ရှိပါတယ်။တရုတ်နိုင်ငံမှာ First Century AD တွင်ဗုဒ္ဓသာသနာရောက်ရှိပါတယ်။ VNN နိုင်ငံမှာ AD 189တွင်ဗုဒ္ဓဘာသာ စတင် ရောက်ရှိပါတယ်။တရုတ်နိုင်ငံမှာတဆင့်ရောက်ရှိခြင်းဖြစ်ပါတယ်။ကိုရီးယားနိုင်ငံမှာ AD 382ခုနှစ်တွင်ဗုဒ္ဓဘာသာ စတင်ရောက်ရှိပါတယ်။ဂျပန်နိုင်ငံသို့ AD 952သာသနာတော်နှင့် 1995တွင်ဗုဒ္ဓသာသနာစတင်ရောက်ရှိပါတယ်။ကမ္ဘောဒီးယားနိုင်ငံတို့ AD 900စုတွင်ဗုဒ္ဓဘာသာစတင်ရရှိပါတယ်။ထိုင်းနိုင်ငံတို့ AD 600စုသာသနာတော်နှစ်1900တွင်ဗုဒ္ဓဘာသာ စတင်ရောက်ရှိပါတယ်။ဗုဒ္ဓဘာသာအင်ဒိုနီးရှားနိုင်ငံတို့ AD 600စုတွင်ဗုဒ္ဓဘာသာရောက်ရှိပါတယ်။တိဘက်နိုင်ငံတို့ AD 900စုတွင်ဗုဒ္ဓဘာသာစတင်ရောက်ရှိပါတယ်။ရုရှားနိုင်ငံတို့ AD 1900စုတွင်ဗုဒ္ဓသာသနာစတင်ရောက်ရှိပါတယ်။အိန္ဒိယနိုင်ငံတို့ AD 600စုလောက်ကစပြီးဗုဒ္ဓသာသနာတဖြည်းဖြည်းပျောက်ကွယ်သွားပါတယ်။မြန်မာနိုင်ငံပုဂံတို့ AD 700စုလောက်တွင်ဗုဒ္ဓသာသနာရောက်ရှိပါတယ်။အရှင်အရဟံနှင့်အနောယထာမင်းကြီးတို့ဦးစီးကမြန်မာပြည်ဗုဒ္ဓဘာသာပုံမှုစီပင်ပန့်ပွားအောင်လှုံ့ဆော်ခဲ့ကြပါတယ်။ပြစ္စမတန်ဃာယန္နာ AD 1887ဗုဒ္ဓသာသနာတော်ရည်2425ခုမြန်မာတက္ကရာ1232ခုနှင့်ဒဇောင်မုံလာတွင်မြန်မာနိုင်ငံမန္တလေးတောင်ကြီးတွင်ပြစ္စမတန်ဃာယန္နာတင်ပါတယ်။ ်ဥဆောင်စီရတော်မှာမန္တလေးဓာခိနာယာမအကြောင်းတိုက်စီရတော်အရှင်ဇာဂရာဘိဝန္တာမထေဖြစ်၍အဖွဲ့ဝင်စီရတော်ဤအတွက်မှာ2400ဖြစ်ပါတယ်အထောက်ပံ့တကာမှာမိတုံမင်းကြီးဖြစ်ပါတယ်ဤပိစမသင်္ကယနာတွင်ပိဋကတော်များကိုကြောက်ထက်အခရာတင်ခြင်းဖြင့်သင်္ကယနာတင်ခဲ့ကြပါတယ်ကြောက်ချက်ရေ929ချက်ရှိပါတယ်ကြောက်ထက်အခရာတရား၌ကြာချိန်မှာ9နှစ်6လနှင့်14ရက်ကြာပါတယ်ဗုဒ္ဓသာသနာတော်အလံနှင့်သမိုင်း AD 1880ခုနှစ်တွင်ဗုဒ္ဓသာသနာအလံ ်ကိုအမေရိကန်နိုင်ငံသံသာစစ်ဗိုလ်ကြီး Henry Steele Allen ကစတင်တည်ထွင်ခဲ့ခြင်းဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံ၌ပထမဦးဆုံးသောဗုဒ္ဓသာသနာအဖွဲ့အစည်း AD 1881ခုနှစ်တွင်အင်္ဂလန်နိုင်ငံတွင်ပါဠိကျမ်းစာအဖွဲ့အစည်းဆိုပြီးတော့ပထမဦးဆုံးသောပိဋကတ်အဖွဲ့အစည်းအင်္ဂလန်နိုင်ငံတွင်စတင်ပေါ်ပေါက်ခဲ့ပါတယ်။တည်ထောင်သူမှာ TW Ray David ဖြစ်ပါတယ်။သူသည်မူရင်းခရိယန်ဘာသာဝင် ဖြစ်ပါသည်။ဗုဒ္ဓဘာသာအိန္ဒိယနိုင်ငံတွင်ပြန်လည်မူဝါခြင်း AD 1890ခုနှစ်တွင်တိရိလ င်ငါနိုင်ငံမှာအနာဂါရိကဓမ္မပါလသူတော်စင်ကြီးဥဆောင်ကအိန္ဒိယနိုင်ငံဗုဒ္ဓဂါယာမှာမဟာဗောဓိအဖွဲ့အစည်းဆိုပြီးတော့ဗုဒ္ဓဘာသာပြန်လည်တည်ထောင်ပါတယ် AD 1956ခုနှစ်တွင်အိန္ဒိယနိုင်ငံသားဒေါက်တာ BR အန်ဘတ်ကာဥဆောင်ပြီးအိန္ဒိယနိုင်ငံတွင်ဗုဒ္ဓသာသနာပုံမပြန်ပွားအောင်လှုပ်ဆောင်ခဲ့ပါတယ်1956ခုအောက်တိုဘာ14ရက်တွင်အိန္ဒိယနိုင်ငံသားတန်ခန့်ဗုဒ္ဓဘာသာဝင်အဖြစ်သူကူပြောင်းကြပါတယ်ဆတ်ထတန်ခါယရနာ AD 1954 56 ဗုဒ္ဓဘာသာတော်နှင့်2498ခုမြန်မာတက္ကသိုလ်1316ခုကဆုံလာပြည်နေတွင်မြန်မာနိုင်ငံရန်ကုန်မြို့ကပ္ပိုင်း ပါတာနာလိုက်ကုန်၌စတ္ထသင်္ခါရဏတင်ပါတယ်။ဥဆောင်စီရတော်မှာညောင်ရဲစီရတော်အရှင်ရဝတ္တမထေရဖြစ်ပြီးအဓိကတောင်းဝင်ယူရွတ်ဖတ်တဲ့ဆဲတော်မထေရများမှာမဟာစီစီရတော်နှင့်မင်းငုံစီရတော်တို့ဖြစ်ပါတယ်။အဖွဲ့ဝင်စီရတော်အည်အတွက်မှာထေရဝါဒ၅နိုင်ငံတီရီလင်္ကာမြမထိုင်လောကမောရီယာတို့မှာ2500တော်မထေရတို့ဖြစ်ပါတယ်။အခြားသောနိုင်ငံ24နိုင်ငံတို့မှာလည်းအကူအညီများပေးကြပါတယ်။အထောက်ပံ့တကာမှာဝင်ကြီးချုပ်ဦးနွတ်နှင့်မြမပြည်သူပြည်သားများဖြစ်ပါတယ်။မှတ်ချက်ဤစတ္ထသင်္ခါရဏတင်ပွဲမှာ ပါဠိတော်တွင်မှာကအထကရာလီကာများကိုပါပြန်လဲစစ်စစ်ဆုံးဖြတ်ခြင်းဖြင့်သင်္ကန်းအနာတင်ခြင်းဖြစ်ပါတယ်။ AD 1965ဗုဒ္ဓသာသနာတော်နှင့်2522ခုနှစ်တွင်ဆရာကြီးဦးကိုရင်ကဦးဆောင်ပြီးအိန္ဒိယနိုင်ငံတွင်ဗုဒ္ဓဝိပဿနာတရားပြန်လဲအမြင့်တွင်အောင်လှုပ်ဆောင်ပါတယ်။ AD 1998ခုနှစ်မေလတွင် nibana.com ဟူသောပထမအဦးဆုံးဗုဒ္ဓဘာသာဝက်ဆိုက်ကိုအင်္ဂလန်နိုင်ငံကနေဖန်တီးနိုင်ခဲ့ပါတယ်။ AD 2001မတ်လတွင်အာဖဂန်နစ္စတန်မှကမ္ဘာအံ့ဖွယ်ရပ်တော်မူဗု ုဒ္ဓဆင်းသူတော်အားတာလီဘန်တို့၏ဖျက်ဆီးခြင်းကိုခံခဲ့ရတာပါတယ်လို့យေတာထားပါတယ်ရှင်။မွေးရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်။နားဆင်မိကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးထူးပြန်တင်ရှိပါတယ်ရှင်။